အလုံးမင်းမင်္ဂလာပါရှင်ဒီဆောင်လေးကတော့ try ရဲ့ and five ဆောင်လေးကိုအခြေခံပြီးတော့ထဲထဲမှာရှိတဲ့စကားပြောလေးတွေဝဟတာအသုံးလုံးလေးတွေနဲ့တရားပိုင်းလေးတွေကိုစုစည်းပြီးတင်ဆက်ပေးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ် and five အခြေခံလေးပဲလေ့လာနေတဲ့သူတွေအဆင်ပြေမယ်လို့ထင်ပါရဲ့ရှင်挨拶はじめまして私は田中ですはじめまして私は山本ですよろしくお願いします

နောက်တစ်ခုကကြတော့ရောလုံးစခုအနေကရှိမှစရရှိမှဒိုးဆိုးဆိုတဲ့ဟာလေးကိုထည့်ထုတ်လို့ရတယ်ပေါ့နော်ဒိုးဆိုးဆိုတဲ့အတိပ္ပယ်နဲ့သုံးတယ်ဥပမာဆိုရင်ဒိုးဆိုးရောလုံးစခုအနေကရှိမှဆိုလို့ရှိရင်ဟုတ်ကဲ့အထတူပါပဲကုညီမဆက်ရောက်ပေးပါဆိုပြီးပြောတဲ့သုံးလုံးလေးပေါ့နော်ဒါပေမဲ့ဒိုးဆိုးဆိုတဲ့စကားလုံးကခလေးချလို့ရှိရင်နေရာထိုင်ခင်းတွေကိုလက်ကိုညွှန်ပြပြီးဒိုးဆိုးဒိုးဆိုးဆိုရင်ယူပါသွားပါထိုင်ပါပြုလုပ်ပါဆိုပြီးတော့ အဲ့လ <music> ိုတူပြောတဲ့နေရာမှာလお礼を言う時の会話。ありがとう。どういたしまして。ありがとうございます。いえいえ、どういたしまして。毎日の挨拶、毎日の挨拶、朝の挨拶、おはようございます、おはよう。二昼の挨拶、こんにちは。三夜の挨拶、こんばんは。四別れの挨拶、さようなら。 またね。おやすみの挨拶。おやすみなさい。おやすみ。おはようございます。みんなまだけます。そらばじゃろ。みんながねびろま。で、せないらおちもの。せないらおちを、おはようございます。そりょとねもの。のがんごい。ချင်းချင်းおはようございます。င်ကိုစいြီးဝင်ရင်အိုဟိုကိုဆိုင်မတ်စまကိုတောင်းတယ်။ဒါကလေးကြရင်မနက်ဆိုင်သမားနဲ့ညဆိုင်သမားနဲ့ဥမာစုံတဲ့အချိန်မျိုးမှာလေဆက်ဆက်ချင်းအလုပ်ကိုဝင်လာရင်လေအိုဟိုက ကိုဆိုင်မဆလို့တုံးနေညပဲဖြစ်ဖြစ်နေပဲဖြစ်ဖြစ်ခါလို့တုံးတာရှိရပေါ့နော်ခုနီချီဝါဂျာတော့စင်တာရနေပြီးတော့ဒီနေမဝင်ခင်အချိန်ကြီးပေါ့နော်9နာရီ6နာရီလောက်ထိခုနီချီဝါပြောတယ်ပေါ့နော်နေဝင်ပြီးတဲ့အချိန်အားစီစပြီးတော့6နာရီလောက်နောက်ပိုင်းဆိုရင်ကွန်ပန်ဝါမင်္ဂလာညချမ်းမဆိုပြီးတော့တုံးနေပေါ့နော်အိဆက်ခန်းကြီးဆိုလို့ရှိရင်တော့ဟိုယာစမီနာဆိုင်လို့ဟိုယာစမီတို့ကိုအတော်ပြည့်ရပေါ့နော်食事の時の会は食べる前いただきますいただきます 食べていると美味しい。もう少しください。お腹いっぱいです。食べ終わった後、ごちそうさまでした。とても美味しかったです。長い別れの時の会話、長い別れの時の会話、さようなら、元気でね、さようなら、元気でね。体に気をつけてね、お元気で、連絡してくださいね。 体に気をつけてね。お元気で。連絡してくださいね。最後の挨拶。本当にお世話になりました。忘れません。また会いましょう。最後の挨拶。本当にお世話になりました。忘れません。 また会いましょう。とにお世話になりました。ဆိုတာကနှုတ်ဆက်ခွဲခွာချိန်မှာဒီလူကနေပြောကိုကိုပြုစုဆောက်ရှောက်ထားတဲ့ရှိရတဲ့ကြောင့်မလို့ပြုစုဆောက်ရှောက်ထားတဲ့အတွက်ကြောင့်တကယ်ကိုကျေးဇူးတင်ပါတယ်။ပြုစုဆောက်ရှောက်ထားခြင်းကိုခံခဲ့ရပါတယ်။ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာပေါ့နော်။ဒါပေမဲ့အခုချိန်ကနေစပြီးတော့အလုပ်ကိုစောင့်ဝင်မဲ့အချိန်မျိုးလုပ်ဖို့စောင့်ဝင်ပေးချိန်မျိုးမှာဆိုလို့ရှိရင်တော့ခိုရီကာရာအိုဆေဝါနီနာဒီမတ်လို့ပြောရပါတယ်ခိုရီကာရာ お世話になります。あくはにさびろ、くにまざさしゃむりを、かゆばろめ、すべていべみょうしゅばえ。家を入るときの会話。1、訪問するとき。ごめんください。ごめんください。失礼します。失礼します。誰かいますか誰かいますか誰かいますかどなたかいますか どなたかいますかお邪魔します。お邪魔します。お邪魔します。တဲ့ဟိုတော့လေတဲ့ချိန်မျိုးပါအေရှီယနေပြီးတော့ခွင့်ပြုပါအဲတစိမ့်လောက်တော့ဘာလို့လို့ပေါ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါဆိုလို့ရှိရင်နောက်တော့အဖြစ်ဆွေးမိပါစေဆိုပြီးတော့တုံးချာညာပါတယ်ဒါပေမဲ့လည်း comment ခူတာဆိုင်ဆိုပြီးတော့လည်းတုံးတာရရှိရပေါ့နော် comment ခူတာဆိုင်ဆိုလို့ရှိရင်သူရဲ့အထိပ္ပယ်ကခွင့်ပြုပါ ွင့်ပြုပါဆိုပြီးတော့လှမ်းပြီးတော့အိန္ဒိယလူကိုလှမ်းပြီးတိပေးပြီးဟောတာပေါ့နော်အဲ့ဒါသူကဘာနဲ့တော့ထူတာလဲဆိုတော့ Shisurei shimasu Shisurei shimasu နဲ့တွားပြီးတော့ဆင်းတယ်ပေါ့နော်တော့ Shisurei shimasu နဲ့ comment ကိုသာဆိုင်လေကတူတူပဲပေါ့နော်နောက်တစ်ခုကကြတော့ဒီအိမ်ကိုဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့ Ochama shimasu ။ Ojamashimas ဆိုပြီးတော့တုံးမယ်ပေါ့နော်။ Ojamashimas ဆိုတာကြတော့အခုကနေစပြီးတော့အိမ်ကိုဝင်ပါတော့မယ်။အနောက်ဆက်တွေပြီးတော့မယ်ဆိုတဲ့သဘောမျိုးလေးနဲ့တုံတုံတာဖြစ်ပါတယ်။ Ojamashimas ပေါ့နော်။အခုကဓာရိကာအီမတ်စကာဓာရိကာအီမတ်စကာဆိုရင်ဘာသူရှိပါသလဲအဲ့ဒီဓာရိဆိုတဲ့နေရာမှာဒိုနာတာကိုထည့်ပြီးတုံလို့ရှိရင်ပို့ပြီးတော့ရင်ကျေးတဲ့သဘောမျိုးနဲ့လည်းတုံးမယ်ပေါ့နော်ပုံမှန်ကတော့ဓာရိကာအီမတ်စကာလို့တုံးပါတယ် 出迎える時で迎ける時いらっしゃいませただいまお帰りなさい行ってきます行ってらっしゃい出迎える時で迎ける時いらっしゃいませただいまお帰りなさい行ってきます行ってらっしゃい哎呀，你比如啊，比如出来比比，就出来比比，当然 ဒီ customer တွေကိုကြိုဆိုတဲ့အခါမှာလည်း election invoice ကိုတော်တော်များများပြောကြရဲပေါ့နော်။နောက်တစ်ခုက Yoku Kite Kure Master ယခုခိတကူရမစတာဆိုတာကကြတော့လာပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်နေပေါ့နော်ဆိုတဲ့ပုံစံမျိုးနဲ့တုံနေပေါ့နော်လာတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်ပေါ့နော်သိချာလေးကိုလာခဲ့တာပဲနော်လာပြီးတာပဲနော်ဆိုတဲ့အတိပယ်မျိုးပေါ့နော်နောက်တစ်ခုကကြတော့ အပြင်ကနေကိုကပြန်ရောက်ပြီဆိုရင်ပြန်ရောက်တဲ့သူကပြန်ရောက်ပါပြီဆိုပြီးတော့တာတိုင်းမတာတိုင်းမဆိုပြီးပြောရတယ်ပေါ့နော်အဲ့တော့အိမ်မှာရှိတဲ့သူကဘိုခါယေဒီနာဆိုင်အိုခါယေဒီနာဆိုင်ပြန်လာပြီလားဆိုပြီးတော့တောင်းပါတယ်靴を脱ぐ時靴を脱いでもいいですかいいえ大丈夫ですどうぞお入りください靴を脱ぐ時靴を脱いでもいいですかいいえ大丈夫です

ဆိုရတဲ့ပဲကတရားရုံးကိုပေါ့ပေါ့ပါပါလေး sorry လို့ပြောတဲ့သဘောမျိုးပေါ့နော်တိုက်ပြီးသွားပြီးပြည့်ကလုတ်တိုက်သွားတာဖြစ်မလို့တက်ဆတ်တစ်ခုဖြစ်သွားရင်ညမတုံတာပေါ့နော်ဟိုအချင်းချင်းလေးတုံတယ်ညမလည်းတုံတယ်စမီမဆင်းဒင်းစတာစမီမဆင်းဒင်းစတာဆိုတာကြတော့ဒင်းစတာကိုထည့်လိုက်တဲ့အတွက်ကြောင့်မလို့တောင်းမနေလားပို့ပြီးတော့လေးနှက်သွားတယ်ပေါ့နော်ဟာတကယ်တောင်းမှာပါလေဆိုရဲပုံစံမျိုးညမစမီမဆင်းဒင်းစတာတုံတယ်ပေါ့နော် comment 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 ဆိုတာလည်းကိုယ့်ဘာပါပဲ sorry ဆိုတဲ့သဘောမျိုးပဲပေါ့နော်တကယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်ကိုယ်နဲ့အရွယ်တူ level တူတန်းတူတွေကိုသုံးတဲ့ကိုယ်နဲ့ level တူတန်းတူတွေကိုသုံးတဲ့အခါမှာသုံးတဲ့အသုံးတော့ပေါ့နော်နောက်တစ်ခုကကြတော့ comment ဆိုင် comment ဆိုင် comment ဆိုင်ဆိုတာကြတော့တောင်းပန်ပါတယ်ခင်ဗျာတောင်းပန်ပါတယ်ရှင်းဆိုပြီးနည်းနည်းလေးပို့ပြီးတော့လေးလေးနက်နက်ပြောချင်တဲ့အခါမှာအရင်ကြီးကြီးပြောချင်တဲ့အခါမှာအသုံးပြုရပေါ့နော် နောက်တစ်ခုကကြတော့မိုးရှိဝခဲ့အာဒီမဆင်မိုးရှိဝခဲ့အာဒီမဆင်ဆိုတဲ့ဒီပေကကြတော့ဒီ business ပေါ့နော်ဒီစီပွားရေးဆိုင်ရာသုံးလုံးပုံစံမျိုး ਨੇ ကို့မှာအပြည့်ရှိတဲ့အခါမှာအပြည့်ရှိပါတယ်မှားပါတယ်ဆိုပြီးတော့တောင်းပန်တဲ့ပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုကကြတော့မိုးရှိဝခဲ့ပေါ်ဆိုင်မဆင်မိုးရှိဝခဲ့ပေါ်ဆိုင်မဆင်ဆိုတဲ့ဒီပေကကြတော့ကိုကအပြည့်တစ်ခုကိုကျူးလွန်ထားတဲ့အတွက်ကြောင့်မို့လို့လေးလေးနက်နက်နဲ့တကယ်ကိုတောင်းပါပါခင်ဗျာဆိုပြီးတော့ ပြောချင်တဲ့အခါမှာအဖြစ်ကျူးလွန်ထားတဲ့ကြောင့်ပြောချင်တဲ့အခါမျိုးမှာမိုးရှိဝကေကောဆိုင်မှဆင်းဆိုပြီးတော့သုံးနှုံးလေးကိုသုံးနှုံးပါတယ်။အဲ့လိုပဲကျေးဇူးတင်တဲ့ဆိုတဲ့စကားလုံးသုံးနှုံးလေးကို ကြည်ကြည်ပါမယ်။အာရီကာတိုအာရီကာတိုအာရီကာတိုဆိုတာကြတော့ကျေးဇူးပဲလို့ပြောတာပေါ့နော်။တငယ်ချင်းအချင်းချင်း တတူရတူအချင်းချင်းမှာတုံဖြူတယ်ပေါ့နော်ဒါပေမဲ့ကိုထက်ကြီးတဲ့သူဆိုလို့ရှိရင်တော့မတုံဆိုင်တဲ့ပေါ့နော်အဲ့တည်းကြောင့်မလို့ဂျေစုတင်ပါတယ်ဆိုပြီးတော့ပြောချင်တဲ့အခါမှာအာရီယာတိုကိုဆိုင်မတ်အာရီယာတိုကိုဆိုင်မတ်ဆိုပြီးတော့တုံပါတယ်နောက်တစ်ခုကပို့ပြီးတော့လေးလေးလေးနဲ့ဂျေစုတင်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုတုံချင်တယ်ဆိုလို့ရှိရင်တော့အာရီယာတိုကိုဆိုင်မတ်အာရီယာတိုကိုဆိုင်မတ်ဆိုပြီးတော့တုံပါတယ် ဲ့ဒီလိုပဲဝါကာရုဆိုတဲ့စကားလုံးလေးရှိတယ်ပေါ့နော်အဲ့တော့ဝါကာရုဆိုတာနားလေတာအဲ့တော့တယောက်ကပြောလိုက်တယ်ကိုကနားလေတယ်တငယ်ချင်းအသုံးလုံးနဲ့ပြောချင်းတယ်ဒန်းတူလည်းပဲအသုံးလုံးနဲ့ပြောချင်းတယ်ဆိုရင်ဝါကာရုဝါကာရုဆိုလို့ရှိရင်ငါနားလေတယ်နားလေတယ်လို့ပြောတာပေါ့နော်လူကြီးတွေကိုပြောရင်ရှိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝါကာဒီမတ်စ်ဆိုပြီးပြောရင်နားလေပါတယ်ဆိုပြီးတော့သုံးတာပေါ့နော်ဒါတော့ကလူကြီးတွေကပြောတဲ့အခါမှာ ဟိုတခြားလူတယောက်ကပြောတဲ့အခါမှာဟောကာဒီမတ်လို့ပြောလို့ရှိရင်နားတော့နားလေတယ်နားမလဲတဲ့အခါမျိုးတွေလည်းနားမလဲတဲ့အရာမျိုးတွေလည်းရှိသေးတယ်ဆိုပြီးတော့ထင်ကောင်းထင်တယ်ပေါ့နော်အဲ့တော့ပြပြဝဝအလုံးစုံတကယ်ကိုနားလဲသွားပါပြီလို့ပြောချင်တဲ့အခါမျိုးမှာမတ်စတာဆိုတဲ့ဟာကိုတုံပေးရတယ်ပေါ့နော်အဲ့တော့ဟောကာဒီမတ်စတာဆိုလို့ရှိရင်တစ်ဖက်လူကကိုဩသူပြပြဝဝနားလဲသွားပြီပဲငါပြောတာတွေကိုဆိုပြီးတော့မှတ်ယူမှာဖြစ်ပါတယ်အဲ့ဒီညမှာကိုကဟောကာဒီမတ်လို့ပြောလို့ရှိရင်သူက နားမလည်တာလည်းရှိကောင်းရှိနိုင်တယ်လို့ထင်ွားတဲ့အတွက်ကြောင့်မလို့ခိုးပပနေပြီးတော့တကယ်ရောနားလည်ရဲ့လားဟွန်းတိုးဒီဝါကာနီမတ်တကာဆိုပြီးတော့ပြန်မေးကောင်းမေးနိုင်တယ်ပေါ့နော်အဲ့တော့အပြည့်ပြည့်ဝနားလည်သွားပါပြီဆိုရင်တော့ဝါကာဒီမတ်တဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့လေကျေးဇူးတင်ပါတယ်ဆိုရင်လည်းပြည့်ပြည့်ဝတကယ်ကိုကျေးဇူးတင်တယ်ဆိုရင်ပုံစံအားဖြစ်တော့အာရီကတိုးကိုဆိုင်မတ်တဆိုပြီးတော့တုံးတုံးတာတွေများတယ်ပေါ့နော်